ဘီလင်းမြို့နယ်ကောက်ကတုတ်ကျေးရွာအနီးဘီလင်းတောင်စွန်းကားလမ်းမှာလက်လုံမိုက်ပေါက်ကွဲမှုကြောင့်အမျိုးသားတအုပ်သေဆုံးပြီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကမော်တော်ယာဉ်တစ်စီးထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။ဇွန်9ရက်ညနေ6နာရီခွဲဝင်းကျင်ခန်းကဘီလင်းမြို့နယ်ကောက်ကတုတ်ကျေးရွာအနီးဘီလင်းတောင်စွန်းကားလမ်းပေးတန်တတားအနီးထမ်းပင်တန်းမှာထောင်ထားတဲ့လက်လုံမိုက်ပေါက်ကွဲမှုကြောင့် Honda Wave 110အနေရောင်မော်တော်ဆိုင်ကယ်မောင်းနှင်လာတဲ့ဘီလင်းမြို့နယ်တောင်စွန်းကျေးရွာနေ အသက်52နှစ်အရွယ်ဦးစော်ဟိန်းအောင်ဟာညာဘက်ယင်အောင်မှာမိုင်းစထိမှန်ထရန်ရရှိခဲ့ကသေဆုံးခဲ့ပြီး Honda Dream 125ငှက်ခါရောင်မော်တော်ဆိုင်ကယ်မောင်းနှင်လာတဲ့ဇုတ်တုတ်ကြီးရွာမှာနေထိုင်သူအသက်32နှစ်အရွယ်ကိုဟိန်းလင်းစိုးဟာညာဘက်လမောင်းကျိုးထရန်ရရှိခဲ့တယ်လို့သိရကြောင်းဒေသခံတအုပ်ကပြောပါရယ်၎င်းကဆက်လက်ပြီးမိုင်းကပြင်းထန်လို့မိုင်းကထောင်ထားတဲ့ထန်းပင်ကရန်ကုန်တိုင်းဒေသကြီး ရွှေပေါကံမြို့နယ်ရက်ကွက်16မှာနေထိုင်တဲ့အသက်58နှစ်အရွယ်ဦးတင်ထွေးဦးဆိုသူမောင်းနှင်လာတဲ့ Styles အမျိုးအစားခဲရောင်ရင်ပေါ်ကိုထမ်းပင်လဲကြခဲ့လို့မော်တော်ယာဉ်လဲထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရကြောင်းပြောပါရယ်။ဒါပြင်အခင်းဖြစ်ပွားရာနေရာနီးမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေသက်ဆိုင်ရာတာဝန်ရှိသူတွေကလိုင်စင်မဲ့ယာဉ်တွေကိုစစ်ဆေးမှုတွေလုပ်ဆောင်နေတဲ့အတွက်၎င်းတို့လည်းထိခိုက်မှုတွေရှိခဲ့တယ်လို့ကြားသိရကြောင်း၎င်းဒေတာကန်ကဆိုပါရယ်။လက်တလုံးမှုန်ပြင်းနေပြင်းလင်းမြို့နယ်အတွင်းပြစ်ခတ်တိုက်ခိုက်မှုတွေမိုင်းဆွဲတိုက်ခိုက်မှုတွေနဲ့ လုံခြံပြစ်ခတ်တပ်ဖြတ်မှုတွေမကြာခဏဖြစ်ပွားနေပြီးပြီးခဲ့တဲ့ဇွန်3ရက်ကလည်းဖင်းလင်းမြို့နယ်တစ်တူကျွန်းကျေးရွာနယ်တစ်တူကျွန်းလူမှုကွန်ရက်ကိစ္စရေးအဖွဲ့ဥက္ကဋ္ဌဖြစ်သူဒေါ်သီရာစိုးဆိုသူဟာလည်းအမည်မသိတနက်သမား2ဦးရဲ့တနက်နဲ့လုံခြံပြစ်ခတ်တပ်ဖြတ်ခြင်းကိုခံခဲ့ရသေးတယ်လို့သိရပါတယ်